လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာလ9ရက်နေ့အတွက်တင်ပြပေးစရာမြမဘော်လုံးရွယ်ဝင်းရဲ့သတင်းချို့ရှိနေပါတယ် ဒါကတော့ပူပူနွေးနွေးကမှအာရှဘလားခြေစပွဲအောင်ထားတဲ့မြမအမျိုးသမီးယူဆက်ခွန်အတင်းကတော့ပြိုင်ပွဲကြီးအတွက်ကြိုတင်ပြင်ဆင်နေတာကြောင့်ဂျပန်နိုင်ငံကိုလေးကျင်ရခီးစဉ်အဖြစ်သွားရောက်နေထိုင်မှုရှိနေပါတယ်။နီးပြချုပ်ကူမီကိုအနေနဲ့မြမဘောလုံးအဖွဲ့ချုပ် MFF ကိုတင်ပြထားပြီးတော့ညီနိုင်မှုတွေအစဉ်ပြေခဲ့မယ်ဆိုရင်တော့ဂျပန်ခီးစဉ်ကအကောင့်ထဲပေါ်လာမယ်လို့အတည်ပြုပြောကြားထားပါတယ်။ လက်ရှိအချိန်မှာတော့ယူဆက်ခွန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့လေးချင်းရေးအစီအစဉ်တွေကိုခေတ္တခဏရန်နာထားပြီးတော့ပြည်내နဲ့တိုင်ပြိုင်ပွဲတွေကျင်းပနေတာကြောင့်ထိုပြိုင်ပွဲတွေကနေအလားအလာရှိတဲ့ခြေစွမ်းပြနိုင်တဲ့ကစားသမားတချို့နဲ့ပမာဏရွေးချယ်ပြီးသားကစားသမားတွေနဲ့ပေါင်းဆက်ပြီးနိုဝင်ဘာလ17ရက်နေ့မှာလေးချင်းရေးအစီအစဉ်တွေကိုပြန်လည်စတင်မယ်လို့သိရပါတယ်နောက်ထပ်သတင်းလေးကတော့ကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသားအသင်းရဲ့ နီးပြကျုံနေရာမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဦးမျိုးလိုင်ဝင်းအစားပေါ့နော်။ဦးအောင်နိုင်ကိုပြောင်းလဲတာဝန်ပေးရဖွယ်ရှိတယ်လို့မြမဘော်လုံးရဲ့ဝန်ကနေပြောတဲ့ဒင်းတွေထွက်ပေါ်နေပါတယ်။မြမလက်ရွေးစင်မျိုးသားတင်းကတော့လက်ရှိချိန်မှာအာရှဖလားခြေစစ်ပွဲဝင်နေပြီးတော့နိုဝင်ဘာလအတွင်းမှာပဲကျွန်တော်အာဖဂန်နစ္စတန်အသင်းနဲ့အာရှဖလားခြေစစ်ပွဲအဖြစ်အဝေးကွင်းမှာတွားရောက်ကစားရဖို့ရှိနေပါတယ်။ ဟုတ်ကဲ့ပါအခုလိုမျိုး update ဖြစ်နေတဲ့အားစားသတင်းလေးတွေကိုတင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြဖို့မမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်း agent ပျော်ရွှင်ပါစေခင်ဗျာ။